ကျွန်တော်တို့ဒီဒီဗီယူ channel လေးကိုအစဉ်တစက်ကြည့်ရှုအားပေးနေတဲ့ကမ္ဘာနဲ့နိုင်ငံတိတိကညီကိုမောင်မများအားလုံးစိတ်ချမ်းသာညီကိုကြည့်ကြပါကြနဲ့ပြည့်စုံတဲ့မန္တခင်လေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီဒီဗီယူ channel ကနေပြီးတော့ share ကိုထမလာဆုမုံအောင်တောင်းပေးပါရယ်ဗျကဲဟုတ်ပြီကျွန်တော်တို့အာဒီနေ့ကျွန်တော်တို့ analyze လုပ်ကြည့်မဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကျွန်တော် Adam Watch Dan ရဲ့အကြောင်းပေါ့နော်အဟုတ်ပြီကျွန်တော်တို့ဒီနေရာဒီကွက်လက်ကိုကျွန်တော်အနေနဲ့မဖြည့်နိုင်ခဲ့တာနှစ်ပေါင်းနေလေတော်တော်ကြာခဲ့ပြီပေါ့နော်ဟို ကျွန်တော်တို့ post school တို့ career တို့အလွန်ပေါ့နော်အကျွန်တော်တို့ဒီနေရာကို ကျွန်တော်တို့ဟိုကစားသမားတွေရောက်လာတယ်ရောက်လာတယ်ရောက်လာတယ်ဖြစ်ကြည့်ရယ်ဟိုလုံးဝအဆင်မပြေဘောနော်ကျွန်တော်နောက်ဆုံးပေါ်ပေါ်ပါကိုရလိုက်တဲ့အချိန်မှာတောင်မှကျွန်တော်ဒီနေရာအတွက်အဆင်ပြေသွားနိုင်လောက်ပြီးပေါ်ပါတော့အများကြီးဒီကွက်လက်ကိုဖြစ်နိုင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့လည်းကျွန်တော်တို့အများကြီးတော့အလုံးမဖြစ်ခဲ့ဘူးဘောနော်ကျွန်တော်တို့ပေါ်ပေါ်ပါဆိုရင်ကျွန်တော်တို့အဲအဲ့တုန်းကဆိုရင်ကျွန်တော်တို့ ပေါင်တန်း80လောက်ထိကိုပေးပြီးတော့ကျွန်တော်တို့သူ့ကိုအာဂုတ်ကြီးနဲ့ခေါ်ခဲ့တယ်။နောက်ထပ်ကျွန်တော်တို့ကက်စမဲရူပေါ့နော်ကက်စမဲရူလည်းကျွန်တော်တို့အပေါင်နေပေါင်တန်း90 80ဝင်းကျင်လောက်နဲ့ပဲရှောင်းခေါ်ခဲ့တယ်ပေါ့နော်။ဒီကစားသမားတွေကိုခေါ်ခဲ့တဲ့အပိုင်းမှာလည်းကျွန်တော်တို့ဒီကွက်လက်ကိုအခုချိန်ထိမဖြည့်နိုင်ဘူးပေါ့နော်။ကဲဟုတ်ပြီဒီလူငယ်ကစားသမားလေးကကျွန်တော်တို့ရဲ့ဒီကွက်လက်တွေကိုဖြည့်ပေးနိုင်မလား။ဒီလူငယ်ကစားသမားလေးကိုကျွန်တော်တို့ဇန်နဝါရီမှာများရနိုင်လိမ့်မလားပေါ့နော်။အဲသူ့ကို ျွန်တော်တို့ယူဝဲမယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့သူ့ရဲ့အချက်လက် data တွေကိုတော့ကျွန်တော်တို့ကကောင်းကောင်းနားလည်ထားဖို့လိုတယ်ပေါ့ညီကိုတို့ကအဲ့ဒါမှပဲဒီကစားသမားကိုကျွန်တော်တို့ကဝယ်ယူတင်မဝယ်ယူတင်ပေါ့နော်လို့တကယ် United နဲ့လိုအပ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရအောင်ခေါ်ရမှာဗျာအဲဒီနေရာကြီးကတကယ်ကို United အတွက်လိုအပ်နေတဲ့နေရာပေါ့နော်အဲဒီကစားသမားကတကယ်ပဲ United ရဲ့ဒီ ქვენ လေအတွက်လိုအပ်နေတဲ့ကွက်လက်တစ်ခုဆိုရင်တော့ကျွန်တော်ရအောင်ခေါ်တင်တယ်ပေါ့နော် ရှိမှလည်းကျွန်တော်တို့16နှစ်သားလေးကိုကျွန်တော်တို့ခရစ်စတီယန်အိုရုစုကိုကိုခေါ်ခဲ့ပေမဲ့လည်းဒီကစားသမားလေးကတော့အသက်အရွယ်အပိုင်းခြားရာငယ်ပြီးပြီဗျာနော်အဲ့တော့အခါကျတော့ကျွန်တော်တို့နီးပြအမ်မိုရီနေနဲ့ဟိုပွဲထုတ်လာဖို့ကတော်တော်လေးဆောင်းအောင်ပဲလို့ထင်တယ်ဗောနော်အဲ့အကြောင်းမလို့ကျွန်တော်တို့ဒီကျွန်တော်တို့အဓိကကျွန်တော်တို့ အတင်မှာလိုအပ်နေတာကကျွန်တော်တို့ CM ရဲ့ DMF ရဲ့ပေါ့နော်အဲ့နေရာနှစ်ခုက main လိုအပ်နေတဲ့နေရာဗျာအလုံးကဒီခုလက်ရှိကစားသမားတွေကကျွန်တော်လုံအောင်အဆင်မပြေနိုင်ဘူးအဲ့တော့အဲကျွန်တော်တို့ Adam West Dan Buck ကိုလှည့်ပြီးတော့ကျွန်တော်တို့ analysis လုပ်ကြည့်အောင်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့အဲ့ဝါတန်ကဘလူးကစားသမားမျိုးလဲပေါ့နော်ဘာတန်ကကျွန်တော်တို့အသက်20နှစ်ပဲရှိသေးတယ်ညီကိုတို့ကအသက်20နှစ်ဆိုရဲအပိုင်းခြားကကျွန်တော်တို့လူငယ်ကစားသမားလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ ာကျွန်တော်တို့ United မှာအများကြီးအသုံးပြုလို့ရအောင်ပဲဗျာအာကျွန်တော်အကြီးပိုင်းနေခေါ်ရတဲ့ဆိုင်ဒီလိုမျိုးတွေးတဲ့လောင်းတာကိုကျွန်တော်နေနေကတော့ဟိုအရန်သဘောကျတယ်ဗောနော်ဟုတ်ပြီသူဘလူကစားသမားမျိုးလေအာသူ့ရဲ့အဓိကအားတာချက်ကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ဟို CM တနေရာထဲမှာပဲသူကစော့တတ်တာမဟုတ်ဘူးဗျာကျွန်တော်တို့ deep line play marker နေရာမှာလဲစော့နိုင်တယ်ကောင်းကောင်းဗောနော်အာအဲ့ဒါဘာလဲဆိုတော့ညီကိုတို့ကပြောချင်တာသူ number 10 rule လူဟာမျိုးလေ အဲလိန်ခောက်ပိုင်းနေပို့ဗျာအဲ့စွမ်းရည်တွေမှာလည်းသူကတော်တော်လေးထူးကျင်အာသမာတယောက်ဖြစ်နေရဲ့နောက်တစ်ခုကကျွန်တော်အနေနဲ့နောက်တစ်ခုဟိုထူးကြတာကသူ့ရဲ့ဘောကွန်ထရိုးဗျာအဘောလုံးကိုသူကကောင်းကောင်းကြီးထိန်းချုပ်နိုင်တယ်ပြီးတော့ position ပိုင်းနေမှာရန်ကောင်းတယ်ပေါ့နော် United ရဲ့အဓိကအလိုအပ်ချက်ကလည်းအဲ့ဒါပဲလို့ကျွန်တော်တို့ထင်တယ်ဗျာအကျွန်တော်တို့ဘောလုံးကောင်းကောင်းကင်ပြီးတော့မကစားရဲကြဘူးကျွန်တော်တို့ကစားသမားတွေကအဲတခုခုတော့ကျွန်တော်တို့ရဲ့ကွဲလှယ်ပိုင်းကိုရောက်ပြီဆိုရင် ဘာမှမလုပ်တော့မကင်တတ်တော့ဘူးဗျာအဲသူတို့ဟိုဘေးမှာကျွန်တော်တို့ဓာတ်လို့ရှိရင်ဓာတ်လို့ပေးလိုက်တယ်အာမက်ရှင်အာမက်ကိုပေးလိုက်တယ်ဒုကူရှင်ဒုကူခင်းပေးလိုက်တယ်မင်းတို့လှုပ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲလှုပ်တယ်သူတို့ကွင်းလည်ရနေပြီးတော့သူတို့ကိုယ်တိုင်ဘာမှမလုပ်နိုင်ဘူးဘာမှမစွမ်းဆောင်နိုင်ဘူးအဲအကြောင်းမလို့ကျွန်တော်တို့ဘရူနိုကအဲ့နေရာကိုစဉ်းကစားနေရတာပဲကြည့်လိုက်ဗျာအဲတခုခုဆိုရင်ကျွန်တော်ကက်စမဲရိုစီဘောလုံးရောက်တယ်ကက်စမဲရိုဘာလုပ်လဲနောက်ပြန်ပြီ ဒါပဲဒီဒီတန်စီယာထဲမှာလဲနေတာအဲ့ဒါကြီးကိုကျွန်တော်ရက်တက်မှုတော့ကျွန်တော်တို့ဝါတန်လူကစားသမားလူတွေပေါ့နော်အောက်ပြီးဝါတန်ကအဲ့လိုမျိုးကျွန်တော်တို့ဘောလုံးကိုကောင်းကောင်းကင်ကစားနိုင်တယ်ကင်ကစားရေးတယ်ပေါ့ပြောချင်တာအတည်မလားသူ့ရဲ့အသက်အရွယ်ပိုင်းခြားနဲ့မလိုက်အောင်ပဲသူကအရန်ကိုတီတီငိမ့်ငိမ့်နဲ့ဘောလုံးကိုကင်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဟိုနောက်တစ်ခုသူ့ရဲ့အားတာချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကောင်းတာအတက်ကင်မိုင်းနေမှာတော်တော်လေးအားတာတယ်ဒီကစားသမားကပြောချင်တာကကျွန်တော်တို့ဘောလုံးရလာ ဘောလုံးကိုတိုက်စစ်ကိုတိုက်စစ်လမ်းကြောင်းစလာပြီဆိုရင်ကျွန်တော်တို့အနေနဲ့အများကြီးသူ့အနေနဲ့သူ့ရဲ့လှုပ်အားနှုန်းနဲ့သူ့ရဲ့ပြီးလွှားပုံတွေကတော်တော်ကြီးအဆင်ပြေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အဓိကကဟို intelligent ပေါ့နော်သူ့ရဲ့ဘောလုံး IQ intelligent နဲ့ပေါင်းဆက်ပြီးတော့ဘောလုံးလမ်းကြောင်းတွေကိုဘယ်နေရာကိုဘောလုံးပေးရမလဲဟိုဘက်ကိုပေးရမလားဒီဘက်ကိုပေးရမလားသူကောင်းကောင်းနားလေဗျာဒီကစားသမားတယောက်ကဟုတ်ပြီနောက်တစ်ခုက အဲပြောရမယ်ဆိုရင်ဒါကတော့တစ်ဖက်ကစားသမားကြီးကကျွန်တော်တို့အတင်းဘက်ကိုတိုက်စစ်ဆင်လာဆိုပါလို့ပြ။အတော့ကျွန်တော်ကွင်းလေကွင်းလေကျွန်တော်တို့ရဲ့အာ line တွေကိုရောက်လာပြီပေါ့နော်။ရောက်လာတဲ့အချိန်မှာ तू က defensive position လေတော်တော်လေးကောင်းတယ် position ယူရဗျ။အဲ position ယူပြီးတော့ तू အဲ့ဘောလုံးလမ်းကြောင်းတွေကိုကောင်းကောင်းဖြတ်တောက်နိုင်တဲ့ကစားသမားတယောက်။ကဲဟုတ်ပြီနောက်ဆုံးကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အဲသူ့ရဲ့အားသာချက်တွေပြီးသွားပြီဆိုကျွန်တော်အားနည်းချက်ကိုလည်းကျွန်တော်တစ်ချက် ထည့်ကိုပြောရမှာဗျာအဲ့ဒါဘာလဲဆိုတော့သူကဟုတ်ပြီသူကအရက်ကလည်းကျွန်တော်6ပြီလောက်ပဲရှိတယ်6ပြီဝင်းကျင်လောက်ပဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဟို physical ပိုင်းအားနေတယ်ဗျာခန္ဓာကိုယ်ညှက်တယ်ပေါ့ပြောရမှာဆိုရင်ခန္ဓာကိုယ်လေးတော့သူနည်းနည်းညှက်တယ်အဲ့ဒီအာအတွက်တော့ဟိုသူ့ရဲ့အားနေချက်ကကျွန်တော်တူးချင်းပေါ့နော်တူးချင်းလူကပ်ပြီးတော့ဟိုရှင်လူတဲ့အပိုင်းနေမှာတော့တော်တော်လေးအားနေတယ်ဗျာဒီကစားသမားကဒါပေမဲ့လည်းသူအနေနဲ့ဒီလို premier league လိုမျိုးတော်တော်လေးပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲများ ပြိုင်ပွဲမှာတောင်မှသူကကောင်းကောင်းကြီးတည်တည်ငြိမ်ငြိမ်နဲ့စကားနိုင်တာဟုတ်တော့တွေ့ရတယ်ပေါ့နော်ကဲဟုတ်ပြီနောက်ဆုံးကတော့ကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ United ရဲ့ low ad channel ဒီကစားသမားကတကယ်ကိုအံဝင်နိုင်မှာလားဆိုတာကိုအချက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားရမယ်ဗျာဘာလဲအဲ့ဒါဘာလဲဆိုတော့ခါကျတော့ကျွန်တော် United မှာကတကယ်ကိုလိုအပ်နေတာကကျွန်တော်ရှိမှပြောခဲ့တယ်လို့ပဲ CM နဲ့ DMF ပေါ့နော်အဲ့နေရာမှာလိုအပ်နေတယ်ဒါပေမဲ့နီးပြအမ်ဘိုရဲ့ကစားကွက်ပေါ့နော် အဲသူ့ရဲ့3421မှာရောဒီကစားသမားကတကယ်ကိုအံဝင်နိုင်လားပေါ့အဲဥကာလေးလိုကစားသမားမျိုးတော်မှာကျွန်တော်တို့မဖြစ်မနေထဲ့သုံးနေရထက်ဆိုင်ဗျာဒီကစားသမားကကျွန်တော် United တော်တော်လေးကိုလိုအပ်ချက်ပြင်းပြနေတဲ့ကစားသမားတက်ရောက်ပဲဗျာကျွန်တော်ရှိမှပြောခဲ့တယ်လို့ပဲကျွန်တော်တို့ Michael Carrick နဲ့ Post Go တို့အလွန်မှာဒီလိုကစားသမားတွေထွက်မလာတော့ဘူးအဲဘလောက်ပဲဖြည့်တွင်းဖြည့်တွင်းကျွန်တော်အနေနဲ့အဆင်မပြေခဲ့ဘူးပေါ့နော်အဲအကြောင်းမလို့ကျွန်တော်တို့ဒီ ဝါတန်ကိုကျွန်တော်တို့အနေနဲ့ဒီဇန်နဝါရီမှာ try ကို try တင်တယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ DMF ပေါ့เนาะကျွန်တော်တို့ CMF နဲ့ DMF ကိုသာရပြီဆိုရင်ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ဟာတွေကအာရှေ့မှာရှိနေတဲ့ကျွန်တော်ကစားသမားတွေကိုကျွန်တော်တို့ချက်ကြည့်ကြည့်မယ်ဆိုရင်အများကြီးကောင်းတယ်ဗျာဒီဘောလုံးတွေကိုဟိုပြောရမယ်ဆိုရင်ကျွန်တော် Brighton နဲ့ပို့ကြည့်လိုက်ဗျာကျွန်တော်တို့တစ်ဖက်ကတိုက်စစ်ဆင်လာတယ်ဗျာအဲ့ long pass တွေပေးမဲ့ဟာကိုသာဖြတ်တောက်နိုင်မယ်ဆိုကျွန်တော်အနေနဲ့အဲ့တချို့ကိုကြီးကကျွန်တော်ပေးရအကြောင်းမရှိဘူးပေါ့เนาะ ဲ့လိုအပိုင်းနေရှိရဗျာအဲ့တော့အခါကျတော့ DMF တယောက်ကတော့ကျွန်တော်တို့ဘယ်လက်ပါကိုလိုက်နေရပေါ့နော်သူ့ကိုလည်းရအောင်လိုက်တင်တယ်လို့ထင်တယ်ကျွန်တော်နေကတော့ဘာလို့လဲဆိုတော့အတခြားသတင်းတက်နေတဲ့ United နဲ့သတင်းတက်နေတဲ့ကစားသမားတွေအများကြီးပဲညီကိုတို့ကအာကျွန်တော်တွေ့တယ်ဒါပေမဲ့ဟိုမတိကြဘူးအဲ့ဒါကြီးကဟိုပြောမှဆိုရင်ဖွာသတင်းတွေများတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မတင်ပြတာပေါ့နော်ကျွန်တော် Hurricane ကိုလိုက်လို့လိုက်အဲကျွန်တော်အနေနဲ့ကျွန်တော် Jubin ကစားသမားလေးတိုက်စစ်ကစားသမားလေးကိုတိုက်လို့လိုက်နေအများကြီးပဲပေါ့နော်တကယ်တမ်းလူနေတာကအဲ့နေရာကြီးမဟုတ်ဘူးဗျာကျွန်တော်တို့ United မှာကအဲပြောရမယ်ဆိုရင်ကျွန်တော်တို့ United မှာတကယ်လူနေတာကကျွန်တော်ရှိမှပြောခဲ့တယ်လူပဲကျွန်တော်တို့ CM နဲ့ကျွန်တော်တို့ DMF ကအဲ့နေရာကအဲ့နှစ်နေရာအဲ့ကွက်လက်ကိုဒါကျွန်တော်တို့အနေနဲ့ဖြည့်နိုင်မယ်ဆိုရင် United အနေနဲ့ကျွန်တော်တို့ Champion League ဝင်ဝင်မဟုတ်ဘူးဗျာအများကြီးမှန်းလို့ရတယ်အနေထားကျွန်တော်တို့ FA Cup ကန်အောင်မယ် FA Cup မှာလည်းကျွန်တော်တို့အများကြီးအာ လုတ်ပြနိုင်မယ်လို့ထင်တယ်ဗျာကျွန်တော်ဒီဇန်နဝါရီမှာဒီကစားသမား2ယောက်ကတော့ကျွန်တော်တို့ try ကို try နေတဲ့ကစားသမား2ယောက်ဆိုတာကိုပြောရင်လည်းကျွန်တော်ဗီဒီယိုလေးတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်မယ်ဗျာနော်ဟုတ်ပြီညီကိုတို့ညီကိုတို့ကဘယ်လိုထင်ကြတော့ကျွန်တော်တို့ဒီဝါတန်ကကျွန်တော်တို့ United တော့တကယ်ကိုလိုအပ်တဲ့ကစားသမားလားအမ်ဒါမှမဟုတ်ညီကိုတို့အနေနဲ့တခြားကစားသမားညီကိုတို့တွေ့တဲ့အမ်အများကြီးရှိသေးတယ်ဗျာအလော့အန်ဒါဆန်လို့လည်းရှိမယ်ဗျာကျွန်တော်တို့ live live တော့ live နေတာပဲတည်ရမလားကျွန်တော်ဘုံမောက်ကဆမေရူတို့ပါလို့လည်းကျွန်တော်တို့ live တယ်လို့တင်နေကြတယ် အဲဒီကစားသမားတွေထက်ဆိုင်တော့ကျွန်တော်အနေနဲ့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လူပဲဒီကွင်းလေနှစ်နေရာလေးကိုပဲကျွန်တော်ဖြည့်စီခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကက်စမဲရူကလည်းအဲအသက်အရွယ်ပိုင်းခြားရာသူ့အနေနဲ့သူ့ကိုယ်သူတောင်မှယုံကြည်မှုကြောက်ဆုံးနေတဲ့ပုံစံလေးကိုကျွန်တော်မြင်ရတယ်ကျွန်တော်ဥကာရီကတော့ဘာလို့ခေါ်လိုက်မှန်းကိုကျွန်တော် နားမလဲဘူးဗျာအဲဘာကြောင့်မလို့ဗျာသူ့ကိုခေါ်လိုက်တာလဲဆိုတော့ကျွန်တော်နားမလဲဘူးအဲ့ဒီအခါကျတော့ကျွန်တော်အနေနဲ့ဒီ နှစ်နေရာဒီကွက်လက်ဘူတာဖြည့်နိုင်ပြီဆိုရင် United အနေနဲ့ကျွန်တော်တို့ဒီယာဒီမှာဟိုအဆင့်တစ်ခုခု level တစ်ခုခုတော့ကျွန်တော်တို့ရောက်လာနိုင်မယ်ကျွန်တော်အဲ့လိုထင်တယ်အဲ့တော့ခါကျရောက်တည်ဖြစ်စီမရောက်တည်ဖြစ်စီကတော့ကျွန်တော်တို့ကတော့အားပေးရမှာပဲပေါ့နော်ဟိုရောက်လာရင်တော့ကျွန်တော်အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ရဲ့အမြင်လေးကိုကျွန်တော်တို့ကပြောပြတာပေါ့နော်ကဲဟုတ်ပြီညီကိုတို့ကျွန်တော်ရဲ့အဲဒီ channel လေးကိုအစင်တစားအပင်းနေညီကိုတွေကျွန်တော်ရဲ့ video လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့ဘူးเนาะညီကိုတို့ကဲဟုတ်ပြီကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲဗျာ